မင်းတို့ဘေးကိုမစင်းစားနဲ့ငါမင်းတို့ကိုစားပြမယ်မစားပါနဲ့ရှင်ကျမတို့ကိုအသက်ချမ်းသာပေးပါဘသူ့ကိုမှလှုံမပေးနိုင်ဘူးနှစ်ယောက်လုံးကိုစားမယ်တင်တန်တို့လေမျက်စိမိတ်ကအာယုံပြူရင်စံအားထုတ်လိုက်တဲ့။ဝဲဟာအဲ့ဒါကိုအခွင့်ကောင်းရှုပ်ပြီးတော့တင်တန်တို့ကိုတက်ပြစ်လိုက်ပါတဲ့။ပြိသက်များအားလုံးပဲမင်္ဂလာပါရှင်။ ဒရယ်လူရဲ့ channel လေးကနေအားလုံးကိုပြန်လေးကြိုဆိုလိုက်ပါရရှင်။ဒီကနေ့မှာတော့နတ်တစ်သေးတွေကိုခိုးစားမိလို့ကောင်းကင်ဘုံကနေပြုတ်ကျလာတဲ့နဝကလေးရဲ့အကြောင်းကို ပြောပြပေးသွားမှာပဲဖြစ်ပါရရှင်။စိတ်ဝင်စားစရာကောင်းတာမို့အဆုံးထိပေးရလို့စက်ကြည့်ပေးကြပါဦးနော်။ကြောစံတိုင်း VPN လေး on ပြီးတော့ကြည့်ရှုပေးဖို့ကိုလည်းမမေ့ကြပါနဲ့ရှင်။ဟုတ်ရှိရှိတော့ကောင်းငင်ဘုံပေါ်မှာဝတ်တကောင်ရှိတဲ့ ူရဲ့ပိုင်ရှင်ကတော့ကောင်းဝင်ဘုံကမျက်မြင်ကြီးတစ်ပါးဖြစ်တယ်။ဟာကောင်းဝင်ဘုံရှောင်နေတာကြာပြီ။တကင်အားကယူလဲတိတ်မဆိုင်ဘူး။ဟာဟာရုပ်ဆိုးတဲ့ဝတ်တကောင်ဖြစ်နေလို့လား။ဝတ်ကလေးဟာအပြင်းလေးအလွန်ထူပါတဲ့။နေတဲ့ပင်ကနေတဲ့တီးတွေကိုတောင်ခိုးစားလိရှိပါတဲ့ကွယ်။သူသခင်စားမဲ့နေတဲ့တီးတွေကိုအမြဲခိုးစားပြီးတော့အိတ်နေလိရှိတဲ့။သူကယူမဆိုင်လေပါမှမဖြစ်ဘူး။ ဒီအသီးတွေမကုန်းမချင်းငါစားပြမယ်။ဝက်ကလေးကအမြင်အဲ့ဒီလိုကိုစားနေတာကိုနတ်မင်းကလည်းတတိမထားမိဘူးတဲ့။ဒါပေမဲ့ဒီနေ့မှာတော့ဒီအသီးတွေကစားကောင်းလိုက်တာ။ကွာဟာအသီးတွေကိုအရာသာရှိစွာစားနေတော့နတ်မင်းကြီးရောက်လာတဲ့။ဝက်လီ ပါလို့နတ်တသီးတွေကိုစားနေရတာလေ။အသီးအနှံတွေကအယမ်းမွေးတော့မစားဘဲမနေနိုင်လို့ပါနတ်မင်းခမညာ။ ဒါကနတ်မင်းကြီးကိုပေးမလို့လှုပ်ထားတာကွမင်းကစားပြက်လိုက်တော့ငါဘလို့လှုပ်ရတော့မလဲငါ့ကိုဒေါသထွက်အောင်လုပ်နေတာပဲငါမျက်စိရှိကချက်ချင်းထွက်သွားစမ်းငါစိတ်အယမ်းတိုးနေတယ်ဟွာဟာပြင်းရည်တဲ့အပြင် မာနလည်းအလွန်ကြီးသေးတယ်နေပေါ့ငါထွက်သွားပြီးရင်ဘယ်တော့မှပြတ်မလာတော့ဝကလေးဟာကောင်းငင်ပုံကထွက်သွားဖို့တော့စိတ်ကူးမရှိပေမဲ့ အသေးရွေးကိုယူထားတဲ့အာကုတို့ကြောင့်ကောင်းငင်ပုံကနေ ပြုတ်ကြပြီးလူပြည်ကတောအုပ်တစ်ခုတည်းကိုရှောင်ရှိသွားတဲ့ဟင်ဘလို့ဖြစ်လို့လူပြည်ရောက်လာရတာလဲဒီဘုံအတိုင်းသာဆိုငါတို့ငတ်တော်မှာပဲဝကလေးဟာလူပြည်မှာအသက်ရှင်နေထိုင်မှုခက်ခဲပြီးတော့သူကကယူဆိုင်မဲ့လူလည်းမရှိတာကြောင့်လူပြည်မှာမနေချင်ဘူးလေကွယ်ငါပါစားရမလဲအိုးလူပြည်မှာနေရတာပင်ပန်းဆင်းရဲရင်တော့ ငါ့ကိုဒေါသတကြီးစွန့်ပြစ်တဲ့ကောင်းမွေးမဲကောင်းနဲ့နေရတာနဲ့ရှင်တော်ပါသေးတယ်။ကောင်းငင်ပေါ်မှာလေလွင့်နေရမယ့်အစားလူကြီးနေရတာပိုကောင်းသေးတယ်။ဝဲဟာလျှောက်သွားနေရင်ဒေါရဲမှာလူတယောက်နဲ့ဆောင်လေတဲ့။အကိုကြီးဒေါရဲကိုပါလာလောက်တာလေဗျ။ငါဆွမ်းအားတွေတိုးအောင်လာတင်ကြတာပါ။မင်းကရှင်းပြလေပါနာလေမလေး။အကိုကြီးကတော်လိုက်တာဗျ။ဒီလိုဆွမ်းအားတွေရအောင်ဘလို့လို့ရတာလေ။ လှုပ်ဝက်ချက်กว่าပြောလို့မရဘူးပြီးတော့မင်းကဝက်ငတုံးတကောင်မေးငါပြောလေနားလေမှာကြလို့သူ့ကိုဝက်ငတုံးလို့ခေါ်လို့ဝက်ကလေးဟာအသိကိုဒေါသထွက်သွားတဲ့ဒါပေမဲ့သူ့ရဲ့ဒေါသကိုစိတ်ထဲမှာပဲထားလိုက်ပါတဲ့ကွယ်ငါ့ကိုစော်ကားပြောဆိုထားကြမှာငါတီးခံထားအောင်မေးမင်းကငါထက်တောင်ပိုတုံးနေဆိုတာငါသက်တည်ပြမေးဝီဝီသွားစမ်းငါ့ကိုလာနှောက်ရှက်မနေနဲ့ ဝတ်စုပ်အကိုကြီးကတိတ်ကိုရှဲရင်သာပဲနော် အကိုကြီးအစမ်းလေးနည်းနည်းပြလို့ရမလားကျွန်တော်ကဝတ်တကောင်မှာပဲလှုပ်ရထားစရာမလိုပါဘူးကောင်းပြီလေမင်းမြင်မှုတွေရှိအောင်ငါအစွမ်းကိုနည်းနည်းပြပါမယ်တင်းကြံသူလေမျက်စိမိတ်ကအာယုံပြူရင်ဇာအားထုတ်လိုက်တဲ့ဝတ်ကလေးကအဲ့ဒါကိုအခွင့်ကောင်းရှိုးလိုက်ပြီးတင်းကြံသူကိုတက်ပြစ်လိုက်ပါတဲ့ကွယ်ဟာဟာလူသားငရုံတေးစံ ဝဟာတင်တန်သူကိုအပိုင်းမဲအဆာဆဖြစ်အောင်ကိစားပြစ်လိုက်လေတဲ့မာနာကြီးရင်ရှုံးတာပဲငါလိုကောင်းရင်ဘုံကဝက်ကိုအတင်သေးခြင်းုံလီတင်းကြံသူရဲ့အသားကိုစားလိုက်တာကြောင့်ဝဟာဝက်ကောင်းလူခန္ဓာနဲ့ဝက်မိစာအဖြစ်ကို ပြောင်းလဲသွားတဲ့ဟာငါမှလူသားတွေလိုချီရီလက်တွေရှိလာတာလားပြောလိုက်တာဝဟာပျော်ရွှင်စွာလမ်းလျှောက်နေရင်မြောက်တကောင်နဲ့စုံမာတဲ့ ကေကြပါအောင်ကေကြပါအောင်တိုးရင်းမှာဝက်မိတ်စာတကောင်ရှိတယ်ကေကြပါအောင်မြို့ကေကြပါအောင်ဗဇက်ပိတ်စံငါလူသားပါမိတ်စာမဟုတ်ဘူးမိတ်စာမဟုတ်ဘူးဟုတ်လားကိုမျက်နာကိုလည်းပြန်ကြည့်ပါအောင်အရင်ရုပ်ဆိုးတယ်ငါကလူသားပါမိတ်စာမဟုတ်ပါဘူးဆိုတေချာကြည့်ပါကွာရေတဲကမင်းအရေးကိုလည်းမင်းပြန်ကြည့်အောင်ဝက်လည်းမဟုတ် လူလည်းမဟုတ်မင်းကကြောက်စရာကြီး မြောက်လေးပြောပြတာနဲ့ဝမ်းမိစာကိုကြောက်လို့အဝေးကိုထွက်ပြေးသွားလေတဲ့ဝလဲရေရဲကိုတိတ်လိုက်တဲ့အခါမှာတော့မြောက်ပြောသလိုဖြစ်နေတာကိုမြင်လိုက်ရတဲ့ငါအခုထိလူသားမဖြစ်သေးပါလားအိုးငါအတန်ရပြီငါလူသားတယောက်ကိုစားလိုက်တော့ကလူသားနဲ့တူလာတယ်ငါလူသားတွေကိုများများစားလေတူနဲ့တူလာလီလီပဲဖြစ်မယ်ဝလဲအဲ့ဒီလိုတွေးပြီးအနီးနားရွာကလူသားတွေကိုဖန်ဆာဖို့တွေးတဲ့ သူလူသားဖြစ်လာနိုင်မယ်လို့မျှော်လင့်နေတာပေါ့ကွယ်။အမေဒီရာဒီတီးနဲ့အထွက်အားကောင်းနေတယ်လား။အမေလည်းမပြောတတ်ဘူး။ဒါပေမဲ့ဒီလာကမိုးချီနေလေးကောင်းတော့တီးနဲ့ထွက်အားကောင်းမယ်ထင်ရတာပဲ။အမေတရရောက်တမီးုံနောက်ကို လိုက်နေရတဲ့တူရယ်အတန်ကြားတယ်။ရှောက်တွေးမနေပါနဲ့တမီးရယ်။နေရင်းတောင်းတောင်းကြီးကြောက်မနေပါနဲ့။ဟုတ်ကဲ့အမေ တကယ်တော့ဝမ်မိတ်စာဟာသူတို့သားမိနောက်ကို လိုက်နေတာပါလေကွယ်အမလီဝမ်မိတ်စာကြီးအမေကျုပ်ဆရာကြီးဝမ်မိတ်စာကြီးကြေကြပါအောင်ရှင်တမီးကြီးကြီးတော့ဝေးဝေးကိုပြေးမင်းတို့ပြေးဖို့မစင်တာနဲ့ငါမင်းတို့ကိုစားပြမယ်အစားပါနဲ့ရှင်ကျမတို့အသက်ချမ်းသာပေးပါဘသူ့ကိုမှလှုပ်မပေးနိုင်ဘူးလက်ရောက်လုံးကိုစားမယ်ဝမ်မိတ်စာဟာဒေါ်သားကိုတက်ပြီးတော့စားဖို့လုပ်လေတဲ့ အမလီအသက်ရှူလို့မရတော့ဘူး။တမီလီဒီပြေးတော့ပြေးတော့ဒေါ်တာလေးဝမိတ်စာလက်ထက်နဲ့တီးပွေးဝင်ရရှာလီတဲ့။ဦးအမီ အမီဝတ်စုပ်နေရက်စံငါနေကိုတတ်မယ်။ဟာဟာမပူပါနဲ့။မင်းလီကတိတ်လှလုံးတော့မင်းကိုမတတ်ဖဲငါမရလောက်ခိုင်းပြီးဂယုဆိုင်ပေးမယ်။ငါအမေကိုနင်တက်ထားတာလေ။ငါနေကိုဘလူးစိတ်နဲ့ရောက်ကြတော်ရမှာလေ။ မင်းအခုငါ့ကိုမချစ်သေးလေတနေ့ကျမင်းငါ့ကိုချစ်လာမှာပါဝမိတ်စာဟာဘန်းလူကိုအဓမ္မခေါ်ဆောင်သွားဖို့လုံနေတော့မှာပဲသူရဲကောင်းတယောက်ရောက်လာလေတဲ့ရက်စမ်းမိတ်စာဆုပ်မင်းဒီမှာပါလုံနေရလေသူရဲကောင်းနေရှင် ကျမကိုကဲပါဦးငါကဝမိတ်စာပဲတာမန်လူသားတွေငါ့ကိုတက်လို့မရဘူးသူရဲ့ကောင်းဟာချစ်ချင်းပဲသူ့ရဲ့လေးကိုထုတ်ပြီးတော့ဝမိတ်စာကိုမြားနဲ့ပြေးတဲ့ ဝမ်းမိတ်စားလေးတန်းရောင်ပြင်းထန်စွာရှာသွားတယ်ကွယ်။အိုးနာလိုက်တာ။မင်းမင်းငါ့ကိုဝမ်းမိတ်စားလေးတန်းရောင်ရှာသွားတာကြောင့်ထပ်ပြေးသွားလေတဲ့။ထပ်ပြေးသွားလို့မင်းကံကောင်းသွားတယ်မဲ့ပါ။နောက်တစ်ခါဆိုမလွယ်ဘူးမဲ့။သူ့ရဲ့ကောင်းကြီးရှင်သူ့ကိုတက်လိုက်တဲ့နာ။ကျမအမီကျမအမီတော့တည်ပြီ။အဲ့ဒီချိန်ကစပြီးလူတိုင်းဟာဝမ်းမိတ်စားကိုတောင်းယွန်စွာနဲ့နေထိုင်ကြရပါတဲ့။ ဘသူမှရွာနာကတောအုပ်သေးကိုလည်းမသွားရဲကြတော့ဘူးလေကွယ်။မတို့ရွာနာမှာဝတ်မိစာတကောင်တောင်းကျမ်းနေရကြတယ်။ဟုတ်တယ်။တချို့ကတော့ရှုံနေ။တချို့ကမယုံကြဘူး။ရွာသားတွေကတော့အမျိုးမျိုးပြောနေကြတာပါပဲ။ငါကတော့မိစာရှိတာကိုရှုံနေ။ဟုတ်လား။ငါတော့တော်ရဲသွားပြီးအဲ့ဒီဝတ်မိစာတကယ်ရှိမရှိတော့ကြည့်ချင်တာလိုက်ကြမလားလူတိုင်းကဝတ်မိစာဘလို့ပုံလေးသိချင်လို့တွားချင်နေကြတာ ငါတို့နှစ်ယောက်ဝမ်းမိတ်စာကိုရှာတွေ့ပြီးတုံ့တင်နိုင်ရင်ရွှားရည်သူရဲကောင်းကြီးတွေဖြစ်မှာကွာဟုတ်တယ်ဒီအကြံကောင်းတယ်ငါတို့အောင်မြင်ရင်ငါတို့သူရဲကောင်းဖြစ်မှာအဲ့ဒါရင်ဘဲကမလေးမိမပြိုလေးတွေကလည်းငါတို့ကိုတက်တီရှိလို့သဘောကျကြအောင်မှာကွာမိန်းကလေးတွေကငါ့ကိုဆိုသဘောကိုမကြဘူးကွာဒီလိုဆိုရင်တော့သဘောကျလားမလားမသိဘူးငါတို့ဝက်မိတ်စာကိုတတ်နိုင်ရင်ငါတို့ကိုကျေးဇူးတွေတင်ပြီးသဘောကျကြမှာကွာ ကဲအချိန်ဆွဲမနေပဲသွားကြစို့ကွာရွာတွေကလူငယ်လေးနှစ်ယောက်လေးဝမ်မိတ်စာကိုတက်ပြီးတော့သူရဲကောင်းဖြစ်ချင်းစောနဲ့ဝမ်မိတ်စာရှိတဲ့ဒေါ်အုပ်စီကိုထွက်ခဲ့တဲ့ဝတ်စုဝတ်ကင်လှုပ်ရှားပြမယ်ကွာထွက်ခဲ့စမ်းဝမ်မိတ်စာမင်းတတိရှိရင်ထွက်ခဲ့လေမင်းဟောငါတို့မတောက်ဘူးကွာထွက်ခဲ့စမ်းမင်းတတိရှိရင်ငါတို့နဲ့လာတိုက်ခိုက်လေ လူငယ်လေးနှစ်ယောက်ဟာဝမ်းမိတ်စာကိုအနိုင်တိုင်နိုင်မယ်လို့ယုံကြည်ချက်ပြန်တန်နေကြတဲ့ဝမ်းမိတ်စာလေးထွက်လာပါတဲ့ကွယ်မင်းတို့ဟာဘသူတွေလဲဘာလို့ငါ့ကိုအော်ဟစ်လောင်ပြောင်နေရတာလဲတေးရမှမကြောက်ဘူးလားကွဖယားကြီးထွက်လာပြီဟာ လူတွေပြောသလိုပဲကြောက်စရာကြီးငါခြေထောက်တွေတုံလာပြီငါလဲပေါင်းမီရဲ့တီးပေါက်ချလိုက်မိပြီခုနကတော့မင်းတို့ပဲတက်တီး၍အရင်ရှိနေကြတာလေ အခုမှပါကြောက်နေကြတာလေပါဖြစ်လေကွာဟဲ့ရောင်ကြီးကြေးကြဆိုကြီးသူရဲကောင်းလေးမဖြစ်ချင်တော့ဘူးအိုးငါလည်းမနေချင်ပါဘူးဒါပေမဲ့ငါပြေးနေရဘူးကွာဖယားကြီးငါချစ်တော့တွေ့လေလှုပ်မရတော့ဘူးဟာ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 မလောက်လေးမလောက်စားနဲ့ငါအရန်ပင်မန်းကြီးစနေတာမင်းတို့ကိုစားရမယ်ဝမ်းမိတ်စာသူရဲကောင်းဖြစ်ချင်တရှာတဲ့လူငယ်လေးနှစ်ဦးကိုသူ့အစွမ်းနဲ့ပြေးမရအောင်လုပ်ပြီးတော့ သက်စာလိုက်လေတဲ့။မောင်တို့ရေငထူးလင်ငရဲ့တွေးမိသေးလားကွ။မတွေးမိဘူးဗျ။ဒါနဲ့ဝမ်မိတ်စာလက်ချက်နဲ့ရွာတွေကလူတွေတေးနေရများပြီနော်။ဝမ်မိတ်စာကိုနှိမ်နေမှုတယောက်ယောက်ကိုအခုအနီတောင်းလင်နေလို့ထင်လား။သူရဲကောင်းကိုလေ။သူရဲကောင်းမှအဲ့ဒီဝမ်မိတ်စာကိုနိုင်မှာဗျ။သူကြောင့်ဝမ်မိတ်စာတန်းရရသွားသေးတယ်။သူကိုပဲအခုအနီတောင်းကြဆိုဗျာ။ကောင်းပြီလေ။ ဘယ်ရဲ့ချင်းသူရဲ့ကောင်းနဲ့တွေးလို့ရမလဲသူ့ကိုတေချာပြောချင်လို့ကျွန်တော်သူ့ကိုတွားရှာလိုက်ပါမယ်ရန်နေငယ်အကြောင်းမှာပဲသူရဲ့ကောင်းဟာဝမ်းမိတ်စာကိုနှိမ်နေမဲ့အကြောင်းဆွေးနွေးဖို့ရွာလူကြီးအိမ်ကိုရောက်လာတဲ့မင်္ဂလာပါရွာလူကြီးမင်္ဂလာပါကွယ်ဦးလီခေါ်ရတဲ့အကြောင်းကိုမင်းသိပြီးသားနေမှာပါ ဟုတ်ကဲ့ဦးလီငါတို့ကကျွန်တော်ကို ပြောပြထားပါတယ်မင်းရောဘလို့သဘောရလဲကျွန်တော်လည်းမသိဘူးဗျာ ။မြားနဲ့ပြေးလိုက်လို့သာသူ့တန်းရရသွားတာ။ဘလို့တက်ရမလဲတော့မသိဘူး။ကျွန်တော်ဝက်မိတ်ဆောင်ကိုရှင်းဖို့အကောင်းဆုံးကြိုးစားမှာပါ။မင်းအောင်မြင်ရင်ဦးလေးစုချပါမယ်ကွာ။ဟုတ်ကဲ့ပါ။ရွာသားတွေကိုဝက်မိတ်ဆောင်ရှန်ကနေကျွန်တော်အကောင်းဆုံးကာဝေးပေးပါမယ်။ကံကောင်းပါစေကွာ။တကူးကူးလိုအပ်ရင်ဦးလေးကိုပြောနော်။ဦးလေးတက်နိုင်ကြမြကိုညီမေ။သူရဲကောင်းဟာဝမိတ်စာကိုသွားမရှာရသေးခင်မှာပဲ ဝမိတ်စာကရွာလေးကိုရောက်လာတဲ့ဟာရွာလေးမှာတိတ်ဆိတ်နေတာပဲဒင်းတို့ငါ့ကိုတကယ်ကြီးကြောက်နေကြတာပဲဝမိတ်စာလေးလှည့်ပတ်ကြည့်နေရင်သူရဲ့ကောင်ရောက်လာတာကိုမြင်လိုက်တဲ့မင်းငါညာရွာလေးကိုဝင်လာရဲတယ်ပေါ့လေဒီလူရွာလေးလေးမြောင်မဝင်ရဲစရာပါရှိလေငါလိုခွန်အားကြီးတဲ့ဝမိတ်စာတကောင်ကတာမန်လူသားတွေကိုကြောက်နေစရာအကြောင်းမှမရှိတော့ ငါတို့ကတာမန်လူသားတွေဆိုရင်တော့မင်းလူဝတ်တကောင်ထက်တော့ညံကောင်းနေကွမင်းငါ့ကိုစော်ကားတာများနေပြီအေးမင်းမယုံရင်စောင့်ကြည့်နေမင်းကိုဝတ်ကင်လုပ်ပြမယ်သူရဲကောင်းဟာဝတ်မိတ်စာမလွတ်မြောက်နိုင်အောင်မိရှုတက်ဖို့လုပ်လေတဲ့မင်းဘာတက်နိုင်သေးလဲမင်းဝတ်ကင်ဖြစ်သွားရင်မင်းအသားကိုရွာသားတွေကိုပါဝေပြီးတော့စားပြမယ်ပါလောက်တာလေမင်းပါလောက်တာလေကွာ ငါ့ကိုတက်ဖို့လုံနေတာလားဒီမီးတောင်လေးတွေကငါ့ကိုတက်နိုင်မယ်ထင်နေတာဝမ်းမိတ်စာလေးစတင်ပြီးတော့ထိတ်လန့်လာတဲ့ဘာဖြစ်လို့လဲဆိုတော့သူဟာမီးကိုကြောက်တဲ့ဝတ်တောင်ဖြစ်နေလို့ပေါ့ကွေဒါဝိမေသူဟာမကြောက်ချင်အောင်စောင့်ထားပါတဲ့မင်းသိလားခဏနေရင်မင်းအမိကိုမီးစာလောက်မယ်ပြီးရင်ချက်တော့တွေမင်းဟာအသက်ရှင်မှုလမ်းမရှိတော့တဲ့တနာစရာဝတ်တောင်မှာပဲကွာ အဲ့ဒီအချိန်မှာပဲရွာလူကြီးနဲ့ရွာသားတွေလည်းလျှောက်လာကြတဲ့အချိန်นี่ဘလို့ရှိလဲကွရွာလူကြီးတို့ပါလားဝက်မိတ်စာကိုမိနဲ့ဝိုင်းထားပါတယ်ကောင်းတယ်မိမြန်မြန်ဆွဲအောင်မိထက်ထဲလိုက်အောင်ဟုတ်ကဲ့ရွာလူကြီးသူရဲ့ကောင်းလေးမိတော့ကိုမိထက်ထဲလိုက်ပါတဲ့ဝက်မိတ်စာရဲ့ခန္ဓာကိုယ်ကိုမိအပူဟတ်လာလေတဲ့ကွမင်းဘာလို့တာလဲမိမြန်မြန်နှိမ့်ပြီးသံငါအယမ်းပုန်နေပြီတေတော့မဲကွာ ပဇက်ပိတ်ထားစမ်းဝတ်စုပ်နင်းသေးရတော့မှနင်းကငါအမေကိုတတ်ခဲ့တယ်ဒါနင်းနဲ့တန်နဲ့အပြစ်တန်ပဲမင်းတို့ကတိတ်ဆိုးတဲ့လူသားတွေပဲငါ့ကိုတတ်ချင်နေကြတယ်မင်းငိမ့်သွားလို့ကတော့မင်းတို့အကုန်လုံးကိုငါတခါလေးစားဖြစ်မယ်ကွာမင်းကလူတွေအများကြီးကိုတတ်ပြီးပြီလေအခုထိနောင်တာမရသေးဘူးလားမင်းလေသူတို့လိုတေးရတော့မယ်ဝမ်းမိတ်စားလေတပြေးပြေးနဲ့ပူတစ်ထပ်ပူလာပြီး တိမတက်နာကျင်လာပါတည်းလူသားကြီးငါတောက်ပါတယ်ငါကဝက်ဆိုတော့မင်းတို့လောက်လေအတိညာမရှိပါဘူးငါတောက်လို့ပါကွာငါ့ကိုလှုပ်ပေးကြပါနော်ဘသူမှမင်းကိုမယုံဘူးဝက်ဆိုဒီဝက်ကတော်တော်ဆိုးတယ်ဝက်ပဲသူ့ကိုလုံးဝလှုပ်ပေးလို့မဖြစ်ဘူးအဲ့ဒီအချိန်မှာပဲနတ်မင်းတပါပေါ်လာပြီးတော့ဝက်ကိုလှုပ်ပေးဖို့ရွာသားတွေကိုတောင်းဆိုတဲ့ရွာသားတို့ ဒီဝက်ကိုလှုပ်ပေးလို့ရမလားသူဟာကောင်းငင်ပုံကဝက်ပါကျွန်ုပ်ရဲ့မျက်နှာကိုထောက်ပြီးသူ့ကိုလှုပ်ပေးပါကွယ်သူဟာအပြစ်တွေအများကြီးကျိုးလွန်ထားတာလှုပ်မပေးနိုင်ဘူးသူဟာကောင်းငင်ပုံမှာလည်းအပြစ်တွေကျိုးလွန်ထားသေးတယ်အကျွန်ုပ်ရဲ့ဝက်မလို့ဒီနမင်းကပဲအပြစ်ပေးပါရစေဒါဆိုရင်လည်းဝက်ကို ခေါ်သွားပါဒါပေမဲ့တည်သွားတဲ့ရွာသူရွာသားတွေကိုအသက်ပြန်သွင်းပေးပါ ကောင်းပါပြီအသက်ပြန်သွင်းပေးပါမယ်ဒီဝက်ကိုလည်းသူလှုပ်ခဲ့သမျှအတွက်ထိုက်တန်နဲ့အပြစ်တန်ပေးပါမယ်ဝက်လီလာခဲ့ကျွန်တော်မျိုးအပြစ်တွေကိုသိပါပြီနမင်းအခုကစပြီးတော့ကျွန်တော်မျိုးလိမ့်မာပါတော့မယ်နမင်းလည်းသူ့ရဲ့တကူကိုတုံပြီးဝက်မိတ်ဆောင်ကိုတာမန်ဝက်အဖြစ်ကိုပြောင်းလိုက်လေတဲ့ဝက်လီကိုပြန်ခေါ်သွားတော့မယ်ဝက်ကလေးတက်ခဲ့တဲ့လူတွေလေးမကြခင်ပြန်ရောက်လာကြပါလိမ့်မယ် နမင်းလေးဝက်နဲ့အတူတူကောင်းငင်ပုံကိုပြန်သွားပြီးတော့တေဆောင်သွားသူတွေကိုလည်းပြန်ပြီးတော့အသက်သွင်းကပြန်ပိုးပေးလေတဲ့။ဦးအမီပြန်ရောက်လာပြီ။တမီပြောလိုက်တာ။အမီလေးပြောတယ်။တမီလေးနဲ့အထမတွေ့ရတော့ဘူးလို့ထင်ထားခဲ့တာ။အကုန်လုံးအန်ရဲကင်းကင်းနဲ့ပြန်ရောက်လာတာဝမ်းသာစရာပဲ။သူရဲကောင်းကိုကျေးဇူးတင်ရမှာပဲ။မင်းတတိရှိပြီးဖြတ်ထိုးညံကောင်းလို့သာအားလုံးအသက်ပြန်ရှင်ပြီးတော့ဝမ်းမိစာရမှာအေးသွားတာ။ ဒီနေ့ကစပြီးရွာလူကြီးယာရူမင်းကိုပေးလိုက်ပြီကျေးဇူးပါရွာလူကြီးခမညာရွာလူကြီးဖြစ်သွားတာကိုကုံပြုတ်ပါတယ်နော်သူရဲကောင်ဟုတ်ပါပြီကွာပန်းတို့ကိုကိုလက်ထက်ချင်နေပန်းတို့သဘောပါရောလက်ခံမှတည်းရှင်အဲ့ဒီအချိန်ကစလို့ရွာသူရွာသားတွေဟာအေးချမ်းပျော်ရွှင်စွာနဲ့နေထိုင်ကြရပါတဲ့ဝက်ကလေးကတော့ သူရဲ့ပိုင်ရှင်နာမည်ကအပြစ်ပေးတာကိုခံနေရပါတဲ့ကွယ်။ပုံမြင်လေးကတော့ဒီမှာပဲပြီးဆုံးပါပြီရှင်။အခုလိုပုံမြင်လေးတွေကိုသဘောကျနေတဲ့တဲ့ဆိုရင်တော့သူတို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားပေးကြပါအောင်နော်။ပုံမြင်သစ်တွေတင်နိုင်မြင်းနဲ့သိရှိနိုင်အောင်လို့ဘေးက notification ခေါင်းကောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရစေရှင်။